တော်ဆိုးတဲ့ retrograde ဖြစ်စဉ်လို့ပြောလို့ရတယ်။တော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာအကြီးအကျယ်ဒီလာတွေထဲမှာထိခိုက်ကြလိမ့်မယ်။နောက်ပြီး love connection နဲ့ပတ်သက်တာတွေ၊သမီးစားကိစ္စတွေအတွဲတွေပြတ်သွားနိုင်တယ်။ပြန်လာပြီးသားလူတွေလည်းပြန်ပြီးတော့ဒီတစ်ခေါက်ဒီတန်ရာဒီပြဿနာအတိုင်းပြဿနာပြန်ဖြစ်တာမျိုးတွေဖြစ်လာနိုင်တယ်။အခုကဘာကြောင့်ပိုဆိုးလဲဆိုလို့ရှိရင်လေ तू က mercury တခုတည်း retrograde ဖြစ်တာမဟုတ်ဘူး mercury saturn neptune uranus jupiter အဲ့ဒီ၅လုံးက retrograde ဖြစ်စဉ်တွေဖြစ်နေတာ ဘလောက်တောင်မှအီစလန်ဝေလိုက်မလဲစဉ်းစားကြည့်ကြတော့မာကယူရီတခုတည်း retrograde ဖြစ်တာတောင်မှဘလို့တောင်မှကပြောင်းကပြန်နေနဲ့စောက်ထိုးမိုးမျော်တွေဖြစ်ခဲ့တဲ့သူတွေဖြစ်လဲဆိုတာသိတယ်မလားဒီကာလမှာသမီးစားတွေတယောက်နဲ့တယောက်နားလည်မှုလွဲတတ်ပါတယ်ဘာမှဟုတ်တဲ့ပြဿနာလေးတွေနဲ့ရန်ဖြစ်ချင်နေကြလိမ့်မယ်ပြီးတော့ဆက်ပစ္စည်းတွေပြက်တတ်တယ်ချိုယွင်းတတ်တယ်ကျမမနေ့ကဆိုလို့ရှိရင်ကျမတပတ်တောင်မပြည့်သေးဘူး dryer ခေါင်းမုတ်တဲ့ dryer ဝယ်ထားတာချွတ်သွားပြီ retrograde က노웨마29လောက်ဆိုပြီးပြီ ပွပွင့်လင်းလင်းအာမနာတမ်းပြောရမယ်ဆိုရင်ဒီကာလမှာဒီ retrograde ကာလမှာဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့သူတွေဟာ karmic connection တွေများပါတယ်ဝိကျွေး connection တန်တရာကျွေး connection တွေများတယ်လိန်ထားတာတွေပေါ်တဲ့ကာလဟန်ဆောင်ထားတဲ့မျက်နှာဖုံးတွေကွာတဲ့ကာလတစ်ဖက်သူကကိုယ့်ကိုကာလကြာရှည်စွာမပြဘဲနဲ့ရှိခဲ့တဲ့ dark side ကိုမြင်ရတာ သူကငါ့ကိုတောက်လျှောက်ဒီလိုတွေးနေခဲ့တာလားငါနဲ့တွဲနေတယ်လက်တွဲနေတယ်တောက်လျှောက်တစ်ခုလုံးမှာသူငါ့ပေါ်တကယ်ပဲဒီလိုစိတ်သဘောထားရထားခဲ့တာလားငါမသိခဲ့ဘူးဆိုရယ် surprise ပေါင်းများစွာအံ့ဩမှုပေါင်းများစွာနဲ့ပြက်ဆဲသွားမယ်ကာလလို့ပြောရမှာပေါ့ retrograde ကာလမပြီးသေးတဲ့အချိန်မှာပြက်တောက်သွားတဲ့ connection တစ်ခုကပြန်လာဆက်တယ်ဆိုရင်တတိထားပါ ကောင်းသောလာခြင်းနဲ့မဟုတ်ဘူး80ရာခိုင်နှုန်းလောက်ရှိနေပါတယ် ဒီကာလမှာလောကဒဏ်ကိုလူးလိမ့်နေအောင်ခံရရဲဆိုတဲ့သူတွေတန်ပုတ်တွေနာနာဖြည့်ရပေးပါဘလောက်ရွတ်ရမယ်မမေးပါနဲ့များများရွတ်နိုင်လေကောင်းလေပါပဲနောက်ပြီးတော့ဖုတ်တတ်တာကာရရွတ်ပေးပါဖုတ်တတလောကဓမေဟိစိတ်တန်ယတာနာကံမရီအာတောကံဝိဒေဇံခေမံညမရွနိုင်လေကောင်းလေပါပဲအဓိကကစိတ်ဖဲမှုလို့စိတ်ကိုတင်းထားပြီးတော့ကျမတို့ဖျားကုံတော်ရင်နဲ့အတူတူကြောဖြတ်ကြရအောင်ရှင် ဒီဗီဒီယိုကို17လပိုင်းမှာတွေ့ခဲ့တယ်ဆိုလို့ရှိရင်တော့ကံကောင်းတဲ့သူတွေမှာပါသွားပါပြီ။ဘာဖြစ်လို့လဲဆိုရင်ကျမစီကို Universe ကနေမှအကျန်းစား energy တွေအမိုက်စား energy တွေကိုကာယကံရှင်နဲ့ပို့ခိုင်းလိုက်လို့ပဲဖြစ်ပါရဲ့။ကျမနဲ့အတူတူ energy ချက်ကြည့်ရအောင်။ တခုခုကိုဒီဇိုင်းမမတ်လုပ်နေတဲ့သူကြီးအောင်မြင်မဲ့လလို့ပြောလို့ရတယ်เนาะအမကောက်ရိုးမီမဟုတ်ဖဲနဲ့လေအလုတ်တခုပညာရက်တခုသင်တန်းတခုပေါ့နော်ဒီအရာကိုသေချာလေးကိုကရေရှည် plan နဲ့ပေါ့နော် train နေတယ် planning လုပ်နေတဲ့သူမျိုးတွေအောင်မြင်လိမ့်မယ်အဲ့ဒီကိုစူးစမ်းထားခဲ့တဲ့အသီးပွင့်တွေကိုပြန်ပြီးတော့ဒီ17လပိုင်းမှာပြန်ခန်းစားရလိမ့်မယ်ပေါင်းစည်းခြင်းသင်္ကေတတွေကျမနမိတ်ထဲမှာတော်တော်များနေပါတယ်ပြောရမယ်ဆိုရက်ဝေးရက်နီးဆွေမျိုးတွေနောက်တစ်ခါကျမိဘတွေနဲ့ connection ပြတ်နေတာမျိုးတွေဆိုလို့ရှိရင် connection ပြန်မိမယ် ကိုတွေးကျင်တဲ့သူပေါ့နော်အဲကိုနဲ့အချိန်တော်တန်ကာလတစ်ခုထိအောင်မှလိုင်းလက်သွားတဲ့သူမျိုးဆိုလို့ရှင်ဒီ17လပိုင်းအတွင်းမှာပြန်ပြီးတော့တွေးနိုင်တဲ့ energy တွေအများကြီးရှိတယ်လုပ်ငန်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်အပြိုင်ဆိုင်လေးနေနေရှိလာမယ်နော် ကိုကကွက်ကိုပုံမှန်အတိုင်းနေနေတာကိုတသက်မဲ့ကြည့်မရတာမျိုးကိုအုပ်စုလိုက်ဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးဒါမျိုးလေးရှိလာနိုင်မယ်ဒါပေမဲ့မပူပါနဲ့เนาะဒီ17လပိုင်းအလွန်ကြလို့ရှိရင်သူတို့ကသူတို့ဘယ်ဟာကဖားလဲဘယ်ဟာကြားလဲဆိုတာကွက်ကွက်ပြပြတိသွားပြီးတော့ကိုကိုရံမပြုတ်တော့ဘဲနဲ့ဗတ်ဆုပ်သွားလိမ့်မယ် ပြီးတော့ဒီမှာခရီးထွက်ဖြစ်မဲ့သူတွေကိုလည်းတွေ့တယ်เนาะကောင်းကောင်းလေးပျော်ခဲ့ပါဘာဖြစ်လို့လဲဆိုတော့ဒီမှာကာယကံရှင်ရဲ့ energy ကလေအရန်ကိုစိတ်ပင်ပန်းလူပင်ပန်းနဲ့မွန်းကျက်ပြီးတော့ကာလတစ်ခုကိုဖြတ်သန်းထားခဲ့တယ်ဆိုတာကိုတွေ့ရတယ်เนาะအဲ့တော့အနားယူသင့်ပါတယ်ဒီဒီမှာကျမဘာတွေ့နေလဲဆိုတော့လေကိုကို guidance လုပ်ပေးမဲ့သူတွေပေါ်လာလိမ့်မယ်ဒီလား guideline ပြပေးတာပေါ့လမ်းကြောင်းတစ်ခုကိုဘယ်လိုရှောက်ရမလဲဘယ်ဘယ်လမ်းကရှောက်ရင်ပုံမြန်မယ်ပေါ့နော်ဆိုလိုချင်တာကိုကကြိုးတော့စူးစမ်းနေတယ်ဒါပေမဲ့ နှီးနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆရာမပြနှီးမကြဖြစ်တယ်လို့ပဲပေါ့အဲ့လိုမျိုးပဲကိုကိုဒီအောင်မြင်ရင်လမ်းကြောင်းပေါ့ကိုလုတ်နေတဲ့အလုတ်ကိုင်းတစ်ခုပညာရက်တစ်ခုမှာပို့ပြီးတော့တော်အောင်တတ်အောင်လို့ပေါ့နော်နှီးလမ်းပြပေးမဲ့သူခိုက်ပြပေးမဲ့သူပေါ်လာလိမ့်မယ်ဒီထဲမှာရေများများတောက်တဲ့နေသူတွေပါရယ်နော်ရေတောက်နေတဲ့သူတွေရှိပါတယ် crying baby လေးတွေတွေ့တယ်နော်ငိုနေတဲ့ကလေးလေးတွေပေါ့ emotion တွေကြီးကြီးမားမားဝုန်းကနေစောင့်တက်လိုက်ဝုန်းကနေကျသွားလိုက်နေနည်းနည်းစိတ်အတက်ကြများနေတဲ့ကာလာလေးမှာရှိနေတဲ့အချိန်လို့ပြောလို့ရတယ်။ကျမလေး၁၇လပိုင်း energy တွေအရန်ကြိုက်တယ်သလား။ तू ကလေ pain နဲ့ကနေပေါ့။နာကျင်မှုကနေမှပြန်ပြီးတော့ခံပတ်လာတယ်ပြန် strong ဖြစ်လာတယ် well power ပြန်ရလာတယ်ဆိုရဲ energy မျိုးကွာအရန်ကြမ်းတယ်။